င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်မှာအေက မြို့ပြအုပ်ချုပ်ရေးစနစ်ကိုအကောင့်တွေဖော်ပြီးရင်းအနေရဲ့ကင်းရှင်ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ဆောင်ရနေပါလေမြောက်ရီက BGF ဖိတ်ကျုပ်ထားတဲ့ရွှေကုတ်ကိုကြားဖြတ်နောက်ကစားမျိုးကိုတရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနလက်ထောက်ဝန်ကြီးကမဲဆောက်ဘက်အချမ်းကနေကြည့်ရှုစစ်ဆေးတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ရခိုင်မှာအေကမြို့ပြအုတ်ချုပ်ရေးစနစ်ကိုအကောင့်ထဲပေါ်ပြီးရင်းရနေရကင်းရှင်ရတက်ဖက်ဝန်နေနဲ့စနစ်ကြဆောင်ရနေရလို့ဒေတာသတင်းရင်းမြစ် APM ကသတင်းထုတ်ပြန်လိုက်ပါတယ်ရခိုင်ပြည်နယ်အတွင်းရင်းသွားလာများတဲ့နေရာတွေ လမ်းစုံလမ်းကွာတွေမှာအထူးအလေးထားစွမ်းနေတာဖြစ်ပြီးမြို့ရဲကိုပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့ကအများပြည်သူအန္တရာယ်ကင်းရှင်းရေးကိုပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ကားဆိုင်ကယ်သုံးပေဘေးအတွက်ကုန်ကားတွေစနစ်တကျမောင်းနှင်သွားလာရင်းနဲ့ ဆိုင်ကယ်ဥတော်တွေစောင်းရဲအတွက်လည်းအသိပညာပေးတာတွေလှူဆောင်နေရလို့လည်းသိရှိရပါတယ်။အေကရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်နာကျော်အပါဝင်မြို့ပေါင်း16မြို့ကို သိမ်းပိုက်ရရှိထားပြီးစစ်တွေကြောက်ဖြုန်နဲ့မန်အောင်တို့ကိုသာသိမ်းပိုက်ရန်ကြံရှိတော့ရလို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ ကရင်ပြည်နယ်မြရီမြို့နယ်မှာစစ်တပ်လက်အောက်ခံ BGF လက်ကြားဆောင်တပ်ကထိ ंछ ုပ်ထားတဲ့ရွှေကုတ်ကိုကြားဖြတ်လောင်းကစားမျိုးကိုတရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနလက်ထောက်ဝန်ကြီးကထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကနေကြည့်ရှုစစ်ဆေးခဲ့လို့ထိုင်းသတင်းဌာန The Reporter မှာသတင်းဖော်ပြထားပါတယ်။တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနလက်ထောက်ဝန်ကြီးကကြားဖြတ်အွန်လိုင်းငွေလဲလဲဂိုင်းတွေကိုတိုက်ဖြတ်ဖို့နဲ့လူကုန်ကူးခံထားရတဲ့တရုတ်နိုင်ငံသားတွေကိုကယ်တင်နိုင်ရေး ပူပေါင်းဆောင်ရွက်ဖို့အတွက်ထိုင်းနိုင်ငံကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ပဲထိုင်းနိုင်ငံမဲဆောက်မြို့ကနေတဆင်တောင်ရင်းပြည်တစ်ဖက်ကန်က BGF ထိကျုပ်ထားတဲ့ရွှေကုတ်ကိုမျိုးကိုတွားရောက်စစ်ဆေးကြည့်ရှုသွားတာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံပြည်သူ့ရဲရလက်ထောက်ဝန်ကြီးနယ်အဖွဲ့ကမြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့မှာတွေ့ရတဲ့အထက်မြေအဆောက်အုံတွေကိုကြည့်ရှုသွားခဲ့ပြီးအဖွဲ့ဝင်အချို့ကလည်းဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေရယူသွားခဲ့လို့လည်းသိရှိရပါတယ်။ရွှေကုတ်ကိုဟာ BGF နေကြားဆောင်တက်ရဲ့လွှမ်းမိုးထားတဲ့နယ်မြေဖြစ်ပြီးအဲ့ဒီအေရီးယားမှာနှစ်90မြေအငှားနဲ့တရုတ်လုပ်ငန်းရှင်တွေကိုခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ရွှေကုတ်ကိုတွင်ကာစီနိုတွေဖျော်ဖြေလုပ်ငန်းတွေ ဟိုတယ်ရဲ့အပါဝင်အထက်မြင့်အဆောင်တရာကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးရာလက်ထောက်ဝန်ကြီးရဲ့ပြောဆိုချက်အရကြားဖြန့်ငွေလိန်တရုတ်ကိုင်း36ခုရှိပြီးလူပေါင်းတသိန်းကို အလောက်ခံထားပြီးငွေကြေးတွေလိမ်လည်နေရလို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ ကင်းနီပြည်နယ်ဖရူဆိုမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ခမရ931တက်ကအရာခံဘိုတူးဟာလက်လက်နဲ့တူအလင်းဝင်ရောက်လာခဲ့တယ်လို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလ28ရက်နေ့မှာဖရူဆိုမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ခမရ931တက်ကအရာခံဘိုဟာ MA3 တနက်တလဲဆက်ဆက်ပစ္စည်းတွေနဲ့တူ KNDF စီကိုထွက်ပြေးရောက်ရှိလာပြီး ဘက်ပြောင်းခိုလုံခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဘက်ပြောင်းခိုလုံလာတဲ့အရာခံပိုဟာစစ်မှုထမ်းလုပ်တဲ့နှစ်40ကျော်ရှိပြီဖြစ်ပြီးမတရားတဲ့လုပ်ရတွေနဲ့ဆက်အာနာရှင်စနစ်ဆိုးအောင်မှာဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် KNDFC ကိုထွက်ပြေးခိုလုံလာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ KNDF ကဘက်ပြောင်းခိုလုံလာတဲ့အရာခံပိုကို ကောင်းမွန်စရုံကြုံစွာစောက်ရှောက်ထားရလို့လည်းသတင်းထုတ်ပြန်ထားပါဗျ။ဂျပန်စစ်ကောင်စီရဲ့တပ်သားတွေအဖြစ်ကြန့်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့လည်းဆရာနာရှင်လူတစုရဲ့အကျိုးစီးပွားအတွက်ရည်တည်နေကြမဲ့အစားအခုလိုစစ်ကောင်စီတပ်သားအဖြစ်ကနေအချိန်မီစွန့်ခွာပြီးပြည်သူလူထံကိုခိုလုံခြင်းနဲ့ဂုံတိုက်ခါရှိစွာ ရှင်သန်ကြဖို့တွေ KNDF ကတိုက်တွန်းနှိုးဆော်ထားပါရှင်။ AR တိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ AR တိုင်းတာပေါင်းမြို့နယ်တစ်ဖြူစစ်တပ်စခန်းကိုရိတ်ခါသွားပို့တဲ့တာပေါင်းမြို့မှရဲစခန်းမှုဒုရဲမှုဝင်းလိုင်ဦးဟာစနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးပွဲချင်းပြီးတေသွားခဲ့တယ်လို့ AR ရဲ့ထိုးစစ်ဟာတာပေါင်းမြို့နယ်အတွင်းထိရောက်ရှိလာပြီလို့တာပေါင်းမြို့နယ်ရဲစခန်းကရဲအတိုင်းဝန်ကပြပြပါရစေ။ဇန်နဝါရီလ28ရက်နေ့ကတာပေါင်းမြို့နယ်မြို့မှရဲစခန်းမှုဟာ တက်ဖြူကျေးရွာအုပ်စုကစစ်တပ်စခန်းတွေရိတ်ခါပို့ရန်သွားကြင်တွင်စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတစ်ဆုံသွားခဲ့ရတာလည်းဖြစ်ပါတယ်။ဒါ့အပြင်တာပေါင်းမြို့နယ်တွင်အေအေတပ်ချို့ရောက်ရှိနေပြီးအေအေရဲ့ပြစ်ခတ်မှုကြောင့်အခုလိုတစ်ဆုံခဲ့ရတာလည်းဖြစ်ပါတယ်။တက်ဖြူကျေးရွာစစ်တပ်စခန်းတွေ ရိခါပို့ရန် AR တိုင်းရက်တက်ဖွဲ့မှုရဲမှုကြီးတင်စော်ထွရဲ့ခိုင်းစေချက်ရာတာပေါင်းပြုန်နယ်မြို့မှရဲစခန်းမှုဒူရဲမှုဝင်းနိုင်ဦးကတွားရရိခါပို့နေစဉ်တွင် အခုလိုပြစ်ခတ်ခံရကတည်ဆုံးခဲ့ရတာလည်းဖြစ်ပါတယ်ဒူရဲမှုဝင်းနိုင်ဦးရဲ့ရုပ်လောင်းကိုသူ့ရဲ့ဇာတိဖြစ်တဲ့တာပေါင်းပြုန်နယ်လက်ပံကွဲကိုပြန်လဲတည်ယူလာပြီဖြစ်တယ်လို့လည်းတာပေါင်းမြို့ရဲတိုင်ဝမ်စီကနေသိရပါတယ်ရှင် ဆက်လက်ပြီးတော့ AR တိုင်းနယ်ရခိုင်ပြည်နယ်အဆက်တိုက်ပွဲတွေမှာဒဏ်ရာရှိခဲ့တဲ့စစ်သားတွေကို4ကားတွေနဲ့တယ်ဆောင်လာပြီးစေကူတမှုခံယူနေစဉ်မှာစစ်တပ်အရာရှိနှစ်ဦးဟာထေသွားခဲ့လို့ဒေသတရေမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ ရွှေတောင်ရံဘောမီကျေးရွာတိုက်ပွဲအတွင်းမှာအရာရှိတွေနဲ့စစ်သားတွေဒဏ်ရရှိခဲ့ပြီးတဲ့နောက်မှာအဲ့ဒီအရာရှိနှစ်ဦးဟာဇန်နဝါရီလ28ရက်နေ့မှာပသိမ်မြို့နယ်အနောက်တောင်တိုင်းစစ်တနာကျုံနယ်အမှတ်လေးစစ်မြေပြင်စစ်တရင်မှာစစ်ကူတပ်မှုခံယူနေစဉ်အတွင်းမှာတေသွားခဲ့တာလည်းဖြစ်ပါတယ်။တေသွားတဲ့စစ်အရာရှိနှစ်ဦးကိုရွှေမြင့်တင်မိသူ့ဆက်မှာဘဝစည်းစာနာရေးကား Ford Carnage စစ်သားမိမတွေလိုက်ပါလာတဲ့ကားတွေ၊ NC ကားတွေ၊ဗိုလ်မှူးကားတစီစုစုပေါင်းကားကိုးစီးနဲ့လုံခြုံရေးယူအလံအုပ်ကနေချင်းပြီးတကြိုခဲ့တာလည်းဖြစ်ပါတယ်။ရွှေမြင်းတင်မြစ်တကြိုဆက်မှာညအချိန်မှာဗုံးမိတိုက်ပွဲမှာသေသွားတဲ့စစ်သားမတအလောင်းတွေကို ဇက်တိုက်ဆိုသလိုမီးသင်းကြိုမှုတွေရှိပြီးစစ်အခမ်းအနားနဲ့ညပိုင်းမှာတနက်ဖောက်တကြိုနေတဲ့အတွက်ပြည်သူတွေမှာထိတ်လန့်နေကြရလို့လည်းသိရှိရပါတယ်။အလားတူဇန်နဝါရီလ29ရက်နေ့ညနေ4:45မိနစ်လိုက်ကလည်းချောင်းတာဘက်ကနေအကြက်ဘက်စစ်တပ်ရဲ့ 4guard စည်းထဲမှာ ကားပြေပါလာတဲ့ဒဏ်ရစစ်ကောင်စီတပ်သားတွေကိုအမှတ်လေးစစ်မြေပြင်စစ်တပ်ရင်းကို လာရောက်ပို့ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။ဒဏ်ရစစ်သားတွေဟာ ရခိုင်နဲ့စစ်တပ်အဆက်ရွှေတောင်ရံမြို့ဘက်ကဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ARE တိုင်းကြက်လက်မြို့နယ်ကကြေးရွာတွေမှာအုတ်ချုပ်ရေးမှုတွေကစစ်မှုထမ်းတွေကိုငွေကြေးထောက်ပံ့ဖို့ဆိုပြီးလောင်ကစားဝိုင်းတွေပြုလုပ်နေကြတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်တနာကိုပြပြပါရယ်။ဇန်နဝါရီလပိုင်းကနေစတင်ကကြိုက်လက်မြို့နယ်တွင်တာယာဝဲကြေးရွာ၊အလန်တွတ်ကြေးရွာ၊ကလက်ရဲကြေးရွာနဲ့အနီးအနားကကြေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှုတွေကဥဆောင်ပြီးစစ်မှုထမ်းတွေကိုငွေကြေးထောက်ပံ့နိုင်ဖို့ဆိုပြီးလောင်ကစားဝိုင်းတွေကိုစစ်စီကားကပြုလုပ်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီလောင်ကစားဝိုင်းတွေမှာ6កောင်အင်္ဂလိုကြက်ဝိုင်းနဲ့ဖဲဝိုင်းတွေပါဝင်ပြီးတပတ်ကိုတစ်ကြိမ်ကနေနှစ်ကြိမ်အထိပြုလုပ်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီလောင်ကစားဝိုင်းတွေကိုတရားဝဲကျေးရွာအုပ်ချုပ်ရေးမှုမျိုးဦးအုပ်ချုပ်ရေးမှုဟောင်းတန်ထောလောင်ကစားသမားတွေဖြစ်ကြတယ်။ တန်းနိုင်အလန်တို့ရွာကထုံထုံတို့ဦးစီးလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အုတ်ချုပ်ရေးမှုမြို့ဦးဆောင်တဲ့လံကစားသမားတွေဟာမြို့နယ်စီမံအုတ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမင်းအောင်မြို့နယ်စီမံအုတ်ချုပ်ရေးအဖွဲ့ဝင်ဘုံမှုတက်ဝင်နိုင်မြို့နယ်ရဲမှုနဲ့စခန်းမိုးခရိုင်ဒနာအဖွဲ့ကတက်ကြွကြီးဇော်မင်းထုံတို့ကိုငွေကြေးပေးကပြုလုပ်နေတာကြောင့်ဖမ်းမဲ့သူမရှိဘူးလို့လည်းသိရပါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ